အလုံးမဲ့မင်္ဂလာပါအခု QC Lab Channel ကနေပြီးတော့ပြန်လဲကြိုဆိုပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ risk management နဲ့ပတ်သက်ပြီးတော့ဒါရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ပေါ့နော်ဒါ risk management ဆိုတာဘာလဲအဲ့ risk management ဆိုတာပေါ့နော်ကျွန်တော်တို့ဒါတိတိဘဝမှာဖြစ်ဖြစ်လုပ်ငန်းတဘောမှာဖြစ်မိသားစုမှာဖြစ်ဖြစ်မိသားစုတငယ်ချင်းတွေနဲ့ပေါင်းနေဆက်ဆိုင်နေရမှာဖြစ်ဖြစ်ကျွန်တော်တို့ဒီဒီဘာတွေကိုကြုံတွေ့ရလဲဆိုတော့မတိချမရေရာမှုတွေဒါမှမဟုတ်ရင်လည်း address တွေပေါ့နော်ဒါမျိုးတွေကိုကြုံတွေ့ရတယ်ပါတယ်အဲ့ဒါကြောင့်ဒီ risk management ဟာဘယ်လိုမျိုး process တစ်ခုလဲဆိုတော့ risk management ဟာဆိုလို့ရှိရင်ဒီလိုမျိုးဆိုတော့မတိမချမရာမှုတွေကို identify လုပ်တာမျိုးပြီးလို့ရှိရင်တွေ့တဲ့ impact တွေတွေ့တဲ့အကျိုးဆက်တွေကဘယ်လိုမျိုးဖြစ်လာနိုင်လဲဆိုတာကို assess လုပ်ပြီးတော့ဖြစ်နိုင်လို့ရှိရင် control ပါလုပ်တာမျိုးတွေကိုဒါကို risk management လို့ခေါ်တယ်ပေါ့နော် ရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်တော့ဒါမတိချမရာတဲ့အရာတွေကိုကြိုတင်တွက်ဆပြီးတော့တတ်နိုင်လောက် control လုပ်ပြီးတော့ impact ကိုရှင်းချတာမျိုးကို risk management လို့ခေါ်ပါတယ်အဲ့တော့ဟုတ်ပြီ risk management လုပ်ချင်းရဘာကြောင့်အရေးပါတာလဲပေါ့နော်အဲ့တော့ risk management လုပ်ချင်းအားဖြင့်ကျွန်တော်တို့တွေဒီကျွန်တော်တို့ရဲ့ financial ငွေကြေးကိုထိန်းချုပ်မှုအားပို့ပြီးတော့ကောင်းလာနိုင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဥမာကိုကလုပ်ငန်းတစ်ခုစတင်တည်ထောင်တာပဲဖြစ်စေနောက်မှလည်းကိုကဒါလာခစားဝန်ထမ်းတယောက်ပေါ့နော်တလားတလားကိုဒါကိုကလာစားဘယ်လောက်ရတယ်ဆိုလို့ရှိရင်ကိုက ဥပမာဒီလိုလို့ရှင်စစပြောခဲ့တဲ့အတိုင်းပဲ risk management ဆိုတာမတိချာမရေရာမှုတွေကိုဒါကျွန်တော်တို့က control လုပ်တာပေါ့နော်ဒီလိုမျိုးတလားလားလစာရတဲ့အချိန်မှာလေဥပမာဆိုရင်တခုခုဒါဖြားွားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင်ဥပမာသွားမကောင်းလို့သွားစရာဝင်စီသွားတာမြဲအဲ့လိုမျိုးတခုခုဖြစ်နိုင်ကြတယ်အများတန်းရှိနေရမှုလို့ကျွန်တော်တို့က financial ပေါ့ကိုလေဒါကျိုးတင် access လုပ်ထားပြီးတော့ဗောနငွေကြီးကိုနည်းနည်းလေးဖယ်ထားလိုက်တာမျိုးတို့ဒါမျိုးတွေ skill တွေကိုတိုင်ဆိုင်လာနိုင်တယ်ဗောနဒုတိယတစ်ခုကတော့ ဘောနော်ဒီ risk management ကျွမ်းကျင်ခြင်းရပြီကျွန်တော်တို့ရဲ့ဒီ risk management ကိုနားလည်ခြင်းရပြီကျွန်တော်တို့ရဲ့ဒီကျန်းမာရေးနဲ့ well being ထိပေါ့ကဒါတိုးတက်မှုတွေရှိလာနိုင်ပါတယ်ဥပမာဆိုလို့ရှိရင်ဒီလူငယ်တွေပါတွေဆိုလို့ရှိရင်ဒါမနေ့ဆိုလို့ရှိရင်နောက်ကျပြီးထားပြီးတော့မနေ့စာနဲ့နေ့လယ်စာကိုပေါင်းစားတာမျိုးဒါမျိုးတွေကရေရှည်မှာဆိုလို့ရှိရင်ဒါအစိုင်းထိခိုက်နိုင်တယ်ကိုယ့်ရဲ့ကျန်းမာရေးပေါ်မှာ ထိခိုက်နိုင်တယ်ပေါ့နော်လူမျိုး risk တွေကိုနားလည်ထားပြီးတော့ဒါ မတိကျိုးကြုံပြူထားမယ်စားလူမျိုး risk တွေကတကယ်ရှိတယ်ဒါမျိုးတွေကိုထိန်းချုပ်ရမယ်ဆိုတာကိုနားလည်လာနိုင်တယ်ဗောနော်နောက်တစ်ခုကတော့ကိုက relationship တွေကိုရဲ့တငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်ကိုရဲ့အလုပ်ရှင်ကိုရဲ့ဒါအလုပ်တမဒါမျိုးတွေနဲ့ဆက်ဆံတဲ့အချိန်မှာဆိုလို့ရှိရင်လည်း risk management ကိုနားလည်ထားခြင်းဟာဆိုလို့ရှိရင်အကျိုးရှိပါတယ်နောက်တစ်ခုကတော့ဒါကိုယ့်ရဲ့ growth အတွက်ပဲဖြစ်စေဒါမှမဟုတ်ကိုယ့်ရဲ့ long term success နဲ့ stability မျိုးတွေအတွက်လည်း risk management ကိုကောင်းမွန်စွာလုပ်ထားနိုင်ခြင်းရ လူမျိုးအရာတွေအားလုံးပေါ်မှာပေါ့နော်ကိုယ့်ဘဝရဲ့အောင်မြင်မှုပေါ်မှာပါအကျိုးဆက်တွေရှိနိုင်တယ်ပေါ့နော်ကျွန်တော်အဲ့လားကိုဆက်ပြီးတော့ဒီဆက်ပြီးတော့ပေါ့နော်ဒါအကျေချုပ်ပေါ့နော်ဆက်ပြောပြပြပါမှာဖြစ်ပါတယ်အဲ့လောက်မှာသွားရင်မှာယူဆို risk management နဲ့ပတ်သက်ပြီးတော့ဘယ်လို risk management ဘယ်လိုမျိုးရှိလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်ပေါ့နော် risk management အမျိုးအစားတွေကတော့အများကြီးရှိတယ်။ဒါပေမဲ့ကျွန်တော်အခုဒီဗီဒီယိုထဲမှာတော့ဒါကျွန်တော်အဖြစ်ဒါကိုယ့်ရဲ့ဘောနော်ဒါဒီဗီဒီယိုကြည့်ရှုမဲ့လူတွေအနေနဲ့အဖြစ်နိုင်ဆုံးတော့အရာ၅ခုကိုကျွန်တော်ရွေးချယ်ပေးထားပါတယ်ဘောနော်။အဲ့ပထမဆုံးတစ်ခုကတော့ရှင်းပါတယ်။ပထမဆုံးတစ်ခုကတော့ operational management ပါ။အဲ့ operational management ဆိုလို့ရှိရင်ကိုကလုပ်ငန်းတွေစက်ယုံတွေအလုပ်ယုံတွေလေပတ်မှုတွေမှာ ဆိုတော့ company တွေပေါ့နော်လေပတ်မှုတွေမှာဆိုလို့ရှိရင်ဒါဘလို risk တွေရှိနိုင်လဲလုပ်ငန်းတဘောဆိုင်ရာနဲ့ပတ်သက်ပြီးတော့ risk ပေါ့နော်မဒီ project ကိုလုပ်လိုက်လို့ဘလို new risk တွေရှိနိုင်လဲဒါတွေကိုရှာဖွေပြီးတော့ဒါ control လုပ်တာမျိုးဒါ identify လုပ်တာမျိုးပေါ့နော်နောက်တစ်ခါတော့ financial risk ပါဒါတော့ငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ risk တွေပေါ့နော်ဘလို new risk တွေအားဆိုလို့ရှိရင်လည်းလေဒါအရေးအရေးကြီးတဲ့ပေါ့နော်အစိပ်ပိုင်းတစ်ခုဖြစ်တယ် နောက်တစ်ခုကတော့ liquidity risk လို့ခေါ်ပါမယ်เนาะ liquidity risk ဆိုတာဥမာအားဖြင့်ဆိုရင်အဲကိုကဒါ cryptocurrency တို့ဘာတို့ပဲဖြစ်စီဒါမှမဟုတ်လေအိမ်တို့ကားတို့ဒါမျိုးတွေကိုကိုကရင်းနှီးမြှုပ်နှံမယ်ဆိုပြီးတော့ဝယ်ထားတယ်အဲဝယ်ထားတဲ့အချိန်မှာကိုရဲ့ဝယ်ထားတဲ့ပစ္စည်းက liquidity မရှိဘူးပေါ့เนาะ liquidity အားနေတဲ့အချိန်မှာကိုကဥမာဈေးထိုးကျနေတဲ့အချိန်မျိုးမှာမြ мян ထုတ်ရောင်းမှုလိုနေတဲ့အချိန်မျိုးမှာဆိုရင် ထုတ်ရခတ်တာမျိုးဒါမျိုးတွေပေါ့เนาะဥမာဆိုလို့ရှိရင်ကုမ္ပဏီတစ်ခုကိုတီးဆောက်မယ်ဆိုလို့ရှိရင်ဒါ liquidity risk များတယ်လို့ပြောလို့ရတယ်ဆိုတော့တိောက်ပြီးွားပြီး company တခုတီထောင်ပြီးပြီဆိုလို့ရှိရင်ရင်းနှီးကကြီးွားပြီเนาะအဲ့တော့ကြီးွားပြီဆိုလို့ရှိရင်ဒါပြန်ပြီးတော့အနောက်ဆုတ်ရတာခက်တယ်အဲ့လိုမျိုးကဒီရာဆိုရင်ဒါ liquidity risk လို့ခေါ်တယ်နောက်တစ်ခုကတော့ legal risk ပါ legal risk ကတော့ဒါအဲနိုင်ငံတနိုင်ငံကတတ်မှတ်ထားတဲ့ဥပဒေလို့လဲစိုးနိုင်တယ်လို့ကျွန်တော်တို့လူ့ဘောင်အဖွဲ့အစည်းကနေပြီးတော့တတ်မှတ်ထားတဲ့ဒါအမြင်တွေ culture တွေပေါ့เนาะဒီလိုတတ်မှတ်ထားတဲ့ societal culture တွေကို ကိုလည်းဆိုလိုတာဖြစ်ပါတယ်မနော်ကိုက innovative တွေပါဒီလုပ်မယ်ဆိုလို့ရှိရင်လည်းပဲလူမျိုး legal risk ကိုကိုကကြည်တာမနော်ဥပမာဆိုပါကိုကကားတစ်စီးပိုင်နေဒီကားကိုကိုကမောင်းပြီးတော့အဲခီးတဲ့တွေကိုတင်မယ်ဆိုတဲ့ business idea တခုရလာပြီဆိုလို့ရှိရင်ဒီလိုမျိုးစနစ်ကသူများတွေမစင်စားရတယ်ဘူးမရှိသေးဘူးဆိုလို့ရှိရင်ဒါ legal risk တော့ရှိတယ်ဆိုတာကိုနားလည်ထားဖို့ပေါ့နော်လိုရပါတယ် အဲ့တော့ဒါမျိုးဒီ risk ပါလိုက်မဟုတ်ဘူးမကောင်းမလုပ်တင်ဘူးရေလို့တော့မဟုတ်ဘူး risk ပါတယ်ဆိုလို့ရှိရင် risk ရှိတယ်ဆိုရှင်ဒါကို control လုပ်တင် control identify လုပ်ရမယ်ပြီးဘလောက် impact ရှိတယ် assess လုပ်ပြီးတော့ control လုပ်ရမယ်ဒါတွေက risk management ဖြစ်တယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ reputational risk ပါ reputational risk ကတော့ကိုကကိုယ့်ရဲ့ personally ကိုယ့်ရဲ့ reputation ကိုလည်းကိုစားပြုလို့ကိုယ့်ရဲ့ company ကိုယ့်ရဲ့ brand image ဒီလိုမျိုးအရာတွေပဲ reputation ကိုလည်းကိုစားပြုတဲ့ risk ပါပေါ့နော်ဥမာဆိုရင်ကိုက project တစ်ခု company မှာလုပ်လိုက်မယ် profit ကလည်းကောင်းတယ်လူမျိုးပြောဒီ project ရဲ့ profit ကလည်းကောင်းတယ်အဲပြီးတော့ဒီ project ကိုလှုပ်ချင်းရဖြင့် potential customer တွေကနေပြီးတော့ awareness နဲ့ရရှိသွားနိုင်ပြီမဲ့ကိုယ့်ရဲ့ company မှာဒီ project ရဲ့လှုပ်ဆောင်မှုကကိုယ့်ရဲ့ company ရဲ့ reputation ကိုကိုယ့်ရဲ့ brand ရဲ့ reputation ကိုထိခိုက်မယ်ဆိုလို့ရှိရင်တော့လူမျိုးပေါ့နော် reputation နဲ့ risk ကိုလည်းကျွန်တော်တို့ကစဉ်းစားပေးဖို့လိုအပ်ပါတယ်အဲ့တော့ risk management လုပ်မယ်ဆိုလို့ရှိရင်အခြေခံအနေနဲ့၄ချက်ရှိပါတယ်ဗောနော်ပထမအဦးဆုံးကတော့ identify လုပ်တာပါဒီဥစ္စာအရာတစ်ခုကိုလုံဆောင်မယ်ဆိုလို့ရှိရင် potential risk တွေကဘာတွေလဲဒီဒီ potential risk တွေကကိုယ့်ရဲ့ project organization နားမလဲကိုယ့်ရဲ့ personal life social life ဒါမျိုးတွေပေါ်မှာဘလို့တက်ရောက်မှုတွေရှိနိုင်နိုင်မလဲဒါမျိုးတွေကို sharp အရင်ဆုံး identify လုပ်ဖို့လိုပါတယ်ဒုတိယတစ်ဆင့်ကတော့ risk assessment ပါ risk assessment ဟာဆိုလို့ရှိရင်ဘယ်လိုမျိုးလဲဆိုတော့ဟုတ်ပြီ identify လုပ်ပြီးွားပြီပေါ့နော်ဒီ risk တွေဒီ risk တွေရှိတယ်ဒီ risk တွေဒီ risk တွေဟာဘယ်လောက်ထိပေါ့နော်ဒါ impact ကြီးလာနိုင်မလဲဖြစ်လာနိုင်ကြီးရောဒီလို risk တွေကဘယ်လောက်ထိယာကင်တော့များလဲဘယ်လောက်သေချာလဲအကျိုးဆက်တွေရောဒါချက်ချင်းရှိနိုင်တဲ့အကျိုးဆက်တွေရောဘာလဲမြင့်ရေးရှည်မှာဆက်ပြီးတော့ဖြစ်သွားနိုင်တဲ့အကျိုးဆက်တွေရောဘယ်လိုမျိုးတွေလဲဒါတွေကို assess လုပ်ရပါမယ်ဒါ identify လုပ်ပြီးကျွန်တော် assess လုပ်မယ်ပေါ့နော် အလှပြီးလို့ရှိရင်တော့ရနိုင်တဲ့ကိုကွန်ထရိုးလုပ်လို့ရနိုင်တဲ့အရာမျိုးတွေကို risk control လုပ်ရပါမယ် mitigation လို့လည်းခေါ်ပါတယ်ဒီစိတ်ကိုဒီစိတ်ကိုပေါ့နော်အဲ့တော့ risk control ဆိုတာဘာလဲဆိုတော့ဟုတ်ပြီဒီ risk တွေဒီ risk တွေရှိတယ်ဒီ risk တွေကတော့ဒါအဆင်မပြေသေးဘူးဒီဥစ္စာတွေကတော့ယူမယ်ပေါ့နော်ယူမယ်ဆိုလို့ရှိရင် strategy တွေချပြီးတော့ဒါတေချာ planning ဆွဲပြီးတော့ဘယ်လိုမျိုးဒီ view risk တွေကို control လုပ်မလဲဒါမျိုးတွေပေါ့နော်ဥပမာဆိုလို့ရှိရင်ဟိုပြောရမယ်ဆိုရှင်ကိုကဒါ ကားတစီးဝယ်လိုက်တယ်ကားတစီးဝယ်လိုက်တဲ့အချိန်မှာကိုကမောင်းတာလဲတိတ်မကျွမ်းနေဘူးဥပမာဆိုလို့ရှိရင်ဒါအဲလန်ခီးမှာရှိတဲ့ဥမာအဲဓာတ်တိုင်တို့ဘာတို့အဲ့လိုမျိုးတွေကိုဝင်တိုက်မိွားနိုင်တယ်ပေါ့နော်အဲ့လိုဝင်တိုက်မိွားနိုင်တဲ့ risk ရှိတယ်ကားဆက်လာမအောင်မယ်ဆိုဒီဓာတ်တိုင်တွေပါဝင်တိုက်မိရင်ကုန်ကျစရိတ်ကမနေဘူးသူများခြံစည်းရိုးတွေပါလေအဲ့လိုမျိုးဆိုရင်ကိုကဘယ်လို risk control လုပ်မလဲဟုတ်ဘူးကားကလည်းမောင်းမရမယ်ကိုက ကားလာဝယ်ထားပြီးသွားပြီဆိုရင်အဲဘယ်လိုမျိုး control လုပ်မလဲဆိုတော့ဥမာ insurance တို့ဘာတို့ပေါ့နော်ကားအာမခံတို့ဘာတို့ကိုဒါလွှဲပြောင်းပေးလိုက်တာကိုကအဲ့ဒီ risk ကိုစမှာမရှိတော့ဘူးကားကားအာမခံကုမ္ပဏီကအဲ့ဒီ risk ကိုကန်လိုက်တာပေါ့နော်အဲ့လိုမျိုးနည်းနဲ့ control လုပ်တာမျိုးဒါကို mitigation အဆင့်လို့လည်းခေါ်တယ်ပြီးရင်နောက်ဆုံးအဆင့်ကတော့ဟုတ်ပြီဒီ risk တွေအကုန်လုံး identify လေးလုပ်ပြီး assess လေးလုပ်ပြီး control လုပ်နိုင်တဲ့အရာတွေကိုလည်း control လုပ်ပြီးသွားပြီဆိုရင်နောက်ဆုံးက set ပြီးတော့ delivery risk တွေကို ရဲ့အကျိုးဆက်တွေကိုကွာအမြဲတမ်းပေါ့နော်အစင်းဆက်ပေါ့နော်အနည်းဆုံးတော့ဒီ scope ထဲမှာကွာရှိနေသေးတွေဒီ process ထဲမှာရှိနေသေးတွေကွာ monitoring ကိုလုပ်ရမယ်ပြီးလို့ရှိရင်အားလုံးပြီးဆုံးသွားပြီဆိုလို့ရှိရင်တော့မကွာဟုတ်ပြီဒီ risk တွေကိုငါဘယ်လို identify လုပ်ခဲ့လဲဘယ်လိုမျိုး control လုပ်ခဲ့လဲဒါကို review ပြန်လုပ်ပြီးတော့ကိုယ့်ရဲ့နောက်တစ်ဆင့်ကိုယ့်ရဲ့နောက်ထပ် chapter တစ်ခုမှာပြန်ပြီးရောပေါ့နော်ဒါတေးချအောင် analyze လုပ်ပြီးရောเนาะငါအရင်တော့ကဒီလိုမျိုးလုပ်ခဲ့တယ် ဒါကိုပြန် review လုပ်ပြီးတော့ထပ်ပြီးတော့ပိုကောင်းတဲ့ risk management စနစ်နဲ့ရှေ့ဆက်နိုင်မှု whatever review လုပ်ပေးဖို့လည်းလိုအပ်ပါတယ်ပေါ့နော်အဲ့တော့၄ချက်ရှိတယ်ကျွန်တော်ပြန်ပြောပါမယ် component of risk management မှာဒီ risk ကို identify လုပ်ရမယ် risk ကို assessment လုပ်ရမယ်ပြီးရင်လုံးလို့ရတဲ့ကို control လုပ်နိုင်တဲ့အရာတွေကို risk control လုပ်ရမယ်ပြီးရင်အမြဲတမ်းအစဉ်တစက်နောက်ဆုံးစဉ်မှာ monitoring နဲ့ review ပြန်ပြီးတော့လုပ်ပေးဖို့လိုအပ်ပါတယ်ဟုတ်ပါပြီနောက်နောက်တစ်ခုတွားရမှာပေါ့နော် risk management နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော် strategy နောက်ထပ်၄မျိုးကိုထပ်ပြီးတော့ပြောပြပေးပါမယ်ပေါ့နော်။ဆိုတော့ risk တွေကိုရရှိပြီးဆိုတော့ assessment လည်းလုပ်ပြီးွားပြီပေါ့နော်။အဲ့ assessment လုပ်ပြီးွားပြီဘယ်လောက်ဘယ်လောက် impact ရှိနေဘယ်ဟာဘယ်လိုမျိုးရေတိုးရေရှည်အကျိုးဆက်တွေဖြစ်လာနိုင်မလဲဘယ်လောက်ဖြစ်လာနိုင်မလဲဒါတို့ identify လေးလုပ်ပြီး assessment လေးလုပ်ပြီးွားပြီအမှအဲ့ဒီ risk တွေပေါ့နော်ကျွန်တော်တို့၄မျိုးခွဲခြားလိုက်လို့ရပါတယ်ပထမအဆုံးတစ်ခုကတော့ avoidance ပါဒီ avoidance ဆိုတာတော့ဒီ risk ဒီအရန်ကို ဖြစ်နိုင်ခြင်းများလည်းအကျိုးဆက်တွေကလည်းများတယ်ဗောနော်မကောင်းတဲ့အကျိုးဆက်တွေကလည်းများတယ်ဒါကြောင့်မယူဒီ risk ကို avoidance avoid လုပ်ရမယ်ဆိုပြီးတော့ဒါ avoidance ဗောနော်တဲကို category တဲကိုထည့်လိုက်တာမျိုးပါနောက်တစ်ခါတော့ reduction ပါဟုတ်ပြီဒီ risk ကတော့မကောင်းဘူးဖြစ်လာနိုင်ဒီလည်းရှိတယ်ဒါပေမဲ့လုတ်တင်းတဲ့အရာလေးတွေလုတ်လို့ရတာလေးတွေတော့ဒါဗောနော် ပိုင်းဖြတ်ပြီးတော့လုတ်မယ်ချို့ဟာတွေကလုံးလုံးမရတာတွေတော့ထားခဲ့မယ်ဒါ reduction စနစ်ပေါ့နော် reduction စနစ်နဲ့ race ယူတာမျိုး နောက်တစ်ခုကတော့ transfer လုပ်တာဒါကတော့ရှိနေတပ်ပါတီတို့ပါလို့ဆိုတော့ car insurance တို့ပါတို့ပေါ့နော်ဒါမှမဟုတ်လေတခြားဒီဒီတာဝန်ကိုကိုယ်ကုမ္ပဏီကတာဝန်ယူရဲ့နဲ့တခြားတော့ဌာနတစ်ခုကိုလွှဲပြောင်းပေးလိုက်တာမျိုးလူမျိုးနီးစင်းနေနဲ့ transfer လုပ်လို့ရတယ်နောက်ဆုံးတစ်ခုကတော့ acceptance ပါဒီ risk ရှိတယ်ဆိုတော့တည်တယ်သူ identify သူရဲ့ပေါ့နော်ဒါ impact တွေကို identify လုပ်တာ assess လုပ်တာ ਆ တယ်ဟုတ်ပြီဒါပေမဲ့လည်း profit က ပေါ့နော်ဒီ risk ကိုယူလိုက်မယ်ဆို profit ကလည်းဒီလိုလိုရှိနိုင်တာဖြစ်တဲ့အတွက်ကြောင့်ဒီ risk ကိုယူမယ်ဆိုပြီးတော့ acceptance အနေနဲ့ပေါ့နော်ဒီ risk ကိုယူပြီးတော့ရှေ့ဆက်တာအဲ့လေးခုပေါ့နော်အဲ့ဒါကိုသူကပေါ့နော်ဒီကိုယ့်ရဲ့ပြောချက်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဘဝမှာဖြစ်ဖြစ်ကိုယ့်ရဲ့စီးပွားရေးမှာဖြစ်ဖြစ်ပေါ့နော် risk တွေအကုန်လုံးကိုကိုက identify နဲ့ assess လုပ်ပြီးွားဆိုရင် category ၄ခုအနေနဲ့ခွဲပြီးတော့ပေါ့နော်ဘယ်ဟာတော့ယူမယ်ဘယ်ဟာတော့မယူဘူးဘယ်ဟာတော့တခြား လုံးတော့လုံးမယ်နည်းနည်းကိုကမလုံးဘူးတခြားဘောနော်တပ်ပါတီကို transfer လုံးမယ်ဘယ်ရောက်တော့ reduction လုံးမယ်ဒါမျိုးတွေကိုခွဲခြားလိုက်တာမျိုးဖြစ်ပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပဲကျွန်တော်ဆက်ပြီးတော့ပြောမယ်ဘောနော်ဒီနေ့ပြောသွားတာ၄ဆိုလို့ရှိရင်အဲ risk ဆိုတာဘာလဲ risk management ဆိုတာဘာလဲ risk management ရဲ့အရေးပါပုံတွေကိုကျွန်တော်ပြောခဲ့တယ် risk management အမျိုးအစားတွေပေါ့နော်အဓိကအနေနဲ့၅မျိုးကိုကျွန်တော်ပြောခဲ့တယ် risk management လုပ်တဲ့အဆင့်၄ဆင့်နဲ့ပြီးလို့ရှိရင် category ခွဲတယ်ပေါ့နော်ဒီ risk တွေကို category ခွဲတယ် category ၄မျိုးကိုကျွန်တော်ရှင်းပြပေးခဲ့တာဖြစ်ပါတယ်ပေါ့နော်ဒီ video အဆုံးထိကြည့်ပြီးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်တယ်ကဲလို့ကြိုက်တယ်ဆိုလို့ရှိရင်ဒီ video လေးကို like လေးလုပ်ပေးဖို့အတွက်ကျွန်တော်မေတ္တာရက်ခံတယ်ကဲလို့ဒီလိုမျိုးအနောက်ပိုင်းမှာဆိုလို့ရှိရင်လည်း academic by sign နဲ့ဟာမျိုးတွေ ပဲဖြစ်ဖြစ် career pathway တွေပဲဖြစ်ဖြစ်ဒါမှမဟုတ် education နဲ့ဘိုင်းဆိုင်ရာမျိုးတွေကိုဆက်ပြီးတော့ဒါအဲကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော် channel လေးကို subscribe လုပ်ပေးဖို့အတွက်လည်းမေတ္တာရက်ခံပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်